ဲ့ဒီဗီဒီယိုဖိုင်မှာဆိုလဲဒါပုံကတော်လိုင်းရေးရဲပေါ်တွေပေါ့နော်ဒါဟိုဘယ်လိုပြောရမလဲအပတ်စင်တက်ဆိုတက်သားတက်ပေါ့နော်ကျွန်တော်တို့ဘက်ကဗီဒီယိုတက်သားတက်ပဲပြောရမှာပေါ့အဲသူတို့ရဲ့ဗီဒီယိုဖိုင်တွေကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့စက်တကထုတ်ထားတဲ့ကျွန်တော်တို့ ME1 တနတ်တွေအားလုံးကတနန်းသားတွေကိုအကုန်လုံးပြန်ကြည့်လိုက်တော့တနတ်တွေကစက်တကတနတ်တွေကြီးပဲတွားတွေ့ရတာပေါ့ဒါတော့တော်တော်လေးပြောပြောရှင်းရှင်းနဲ့တနန်းဆင်းလာတာကိုတွားတွေ့ရတာပေါ့ဟုတ် ားလုံးမင်္ဂလာပါ။မင်္ဂလာပါဆရာကြီး။မင်္ဂလာပါဘူး။ဟုတ်ဒီနေ့ကတော့2025ခုနှစ်အော်တိုဝါလာ၄ရက်နေပေါ့နော်။၄ရက်နေဒါကျွန်တော်မနက်ခင်းမနက်ခင်းတရင်ဝါဒါမနေ့ကတရင်နေပေါ့နော်။မနေ့ကတရင်နေနဲ့ပတ်သက်ပြီးတော့မနေ့ကသာကမနေ့ကရရှိတဲ့တရင်နေပေါ့နော်။ LINE နဲ့ပတ်သက်ပြီးတော့မှစူးစီးတင်ပြပေးသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဘာလို့ထူးသေးတော့မကွေးတိုင်းပေါ့နော်။မကွေးတိုင်းငဖဲမြို့နယ်နိုင်ရီကန်ဟိုတိုက်ပွဲတွင်းရနေပြီးတော့ ထွက်ပြေးလာတာထွက်ပြေးလာတဲ့စက်စက်ကောင်စီရဲ့စစ်သားပေါ့အဲတက်မ69ရဲ့နောက်နောက်တစ်ခုကကျွန်တော်တို့စက်ကခစက်ခုံပေါ့အဲတရင်နေရင်ပေါင်းပြေးလာတဲ့ဟိုစစ်တီကတော့ကျွန်တော်တို့28ဦးပေါ့28ခုမှာဘုံကပထမသူဟိုဘယ်လိုပြောရမလဲဆိုတော့တတားတိတတော်များတယ်ပေါ့နော်ပါစာတွေလို့ပြောရမှာပေါ့အဲ့ပါစာတွေပြေးလာတဲ့နေရာမှာ28ဦးလောကပါစာတွေဖြစ်တယ်အဲတတော်များများလိုက်တာဒီနေ့ရေကန်း စခန်းကတိတ်ပြီးတော့အခြေအနေမကောင်းတဲ့အနေအထားမျိုးဖြစ်နေအောင်သွားတွေ့ရပေါ့ဟိုနယ်မြေခံဒေါ်လာကြီးရဲပေါ့တချို့ကဆိုပြောတာခုနကဗရန်ဗရန်တက်နေကလမ်းပိုက်တော်တော်များများကိုစစ်တပ်ကနေမှပြည်တူးဆက်နဲ့ဒါကုတ်ပြီးတော့ဖျက်ဆီးနေတဲ့အပိုင်းนี่ဟိုအဲ့လောက်အခြေအနေထိဖြစ်နေရလို့လည်းသိရတာပေါ့ဟုတ်အဲ့တော့အေးအေးဆင်းလာပြီးတော့မှဒါသူတို့မကွေးတိုင်းတွေကိုဒါဗရန်ဘက်ကိုဝင်ပြီးတော့မှ အဲအကျိတ်ခံမှာတော်တော်ကြောက်နေပြီနော်အဲ့ဘက်မှာလေချောင်းရံတက်မှလည်းရှိတာ ਉਹ ရှိတယ်ပြီးတော့ဟိုဘက်ကိုဆက်ပြီးသွားမယ်ဆိုရင်ဒါကျွန်တော်တို့ဒါဟိုကာဘာဆာလေနဲ့လဲနှီးသွားနိုင်တယ်ဗောနော်နှီးသွားနိုင်တဲ့အခါကျတော့တို့ဒါအဲ့ဒီနေရာမှာအသေးတန်တက်မှနှမတောင်ထိုးပြီးတော့မှပိတ်နေရတဲ့အနေထားမျိုးတွေဗောအဲ့ဘက်မှာတက်မှနှမတယ်ဗောဟိုဘက် ြည်ပဲချမ်းမှာတော့ကြည့်တော့လေပြည်ပဲချမ်းမှာလည်းတက်မတွေဟိုဆုံဆုံတကဆီနေပြီဆုံတကဆီနေပြီပေါ့နော်အများကြီးဟိုဟာလှုပ်ထားတာဟိုကြောက်ဖြူမှာတော့ကြည့်တော့လေစာက16တို့ပါတော့ကြောက်ဖြူရောက်နေပြီပေါ့နော်ကြောက်ကြောက်ဖြူရောက်ပြီးတော့မှဒါအတင်းအသေးတန်တိုက်နေရတဲ့အနေထားမျိုးတော့တွေ့ရတယ်ဒါပေမဲ့အသေးတန်တိုက်နေရတဲ့ဆိုပေမဲ့လေကျွန်တော်တို့သတိထားမှာတစ်ချက်ကစစ်ကောင်စီမှာအင်အားကတော့တော်တော်များနေတယ်ဟုတ်တယ်ဒါသူတို့ဖြည့်ကျင်တိုင်းဖြည့်လို့ရနေတဲ့အတွက် အင်အားများနေတယ်လို့တော့ပြောလို့ရတယ်ဗောနော်အင်အားများနေတယ်အင်အားဘာကြောင့်များနေတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့ကရဲဘော်တယောက်နဲ့ကျွန်တော်လမ်းပြီးတော့မှအဆက်အသွယ်ရတဲ့အချိန်မှာ तू ကဒီလိုမျိုးဒီသုံးပန်းနေဗောနော်သုံးပန်းဖမ်းမိတာတွေလို့ဒါမှမဟုတ်အလင်းဝင်လာတဲ့လူတွေတို့ကိုတဲ့ကျွန်တော်တို့မေးမြန်းတဲ့အချိန်မှာတက်ခွဲသုံးခွဲနဲ့ ခြေတန်းထွက်တယ်လို့ဆိုပြီးတော့မှကျွန်တော်တို့ပြောလာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအတီးပြုတ်ပေးပါအောင်ဟုတ်မဟုတ်ပေါ့နော်ကျွန်တော်လမ်းပြီးတော့ဒါဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ဆစ်ချောင်းတစ်နှစ်တစ်ခွဲနှစ်ခွဲဆိုရင်ဆိုင်ရက် तू 120ပဲအဲဒီဟိုဟွာကဆစ်ချောင်းတစ်က60နဲ့နှစ်ယောက်ဆစ်ချောင်းတစ်နဲ့တစ်ခွဲတစ်ခွဲ60နဲ့နှစ်ယောက်ဆစ်ချောင်းနှစ်နဲ့တစ်ခွဲတစ်ခွဲက50နဲ့8ယောက်ဘောင်း120အဲ့ဒီမှာမှ तू ကပိုပြီဆိုရင်ကျွန်တော်တို့တော့ကဒါစစ်ထွေးအင်အားပေါ့เนาะရှေးတန်းအင်အား120တဲ့ပိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ စစ်ကြောင်းရံတက်စိတ်တို့စစ်ကြောင်းရံတက်စုတို့ဒီလိုမျိုးဖွဲ့တာဖွဲ့တဲ့အခါကျအခုစစ်ကြောင်းရံတက်ခွဲတက်ခွဲတောင်းဖွဲ့ပြီးတော့မှဒါတက်ခွဲ၃ခွဲနဲ့စစ်တက်စစ်တိုက်လာနိုင်တဲ့အနေအထားမျိုးဒီတွေ့လာတယ်ဗောနော်အဲ့တော့တက်ခွဲ၃ခွဲဒီခြိတက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တေချာပေါက်ကတော့မူရင်း120ရဲ့နောက်ထပ်တက်ခွဲတစ်ခွဲရဲ့အင်အား90ရဲ့ ထပ်ပြီးတော့မှတိုးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အင်160 180ဝင်းကျင်လောက်ချစ်ကောင်စီကရှည်တန်းထွက်လာတဲ့အနေအထားမျိုးထိတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါအဲ့လောက်အင်အားနဲ့ကျွန်တော်တို့တက်မ99ရဲ့စားကဆက်ခွန်ရဲ့ပေါင်းပြီးတော့မှဒီနိုင်ရည်ကန်ကိုတက်နေတာကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်သတင်းပြောရတာတော့ကျွန်တော်တို့တွေတောင်တခါတလေဝါဖြစ်တယ်အတခါလာလဲနိုင်ရည်ကန်ကတခါလာလဲနိုင်ရည်ကန် ဖြစ်နေပြီပေါ့နော်ငါတို့ပြောတဲ့ဟာပြည်သူလူထုကယုံအောင်ယုံမအောင်မလားဆိုပြီးတွားပြီးတော့တွေးမိသေးတယ်ပေါ့နော်မဟုတ်ဘူးတကယ်အဲ့ဒီနိုင်ရေကံကိုမရရအောင်လို့အင်အားလုံးရင်းနဲ့စစ်ကောင် AE ကနေအဲ့နိုင်ရေကံရဲ့ရှေ့ကိုကြော်ပြီးတော့မှကျွန်တော်တို့ဒီဗဒန်းဘက်ဒီဆင်းလာလို့မရစေဘူးစစ်ကောင်စီကအတင်းလိုက်ပြီးတော့မှပိတ်နေရတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ဒါ28ဦးဒါထပ်ပြီးတော့မှအရှင်ဖမ်းမိတယ်ဖမ်းမိတဲ့လူတိုင်းကြီးလိုက်လို့ရှိရင်ကျွန်တော်တို့ ြည်သူစစ်မှုရန်ပြည်သူစစ်မှုရန်ဆိုတာကြီးပဲကျွန်တော်တို့တွေကအမြဲတမ်းဒိုင်နဲ့ကြုံနေရတော့လက်သီးတပင်ပင်နဲ့ပေါ့နော်ထိုးရခက်ဟိုလက်သီးနောက်ဆုတ်ထားပြီးတော့မှအေးကွာမင်းတို့မှအပြစ်မရှိပါဘူးလို့ပြောရအောင်ခဲမင်းတို့အစ်စ်ထဲဝင်ခဲ့ပြီးွားပြီမင်းတို့ဒီယူနီဖောင်းကိုဝတ်ပြီးွားပြီမင်းတို့အပြစ်မရှိဘူးဆိုတဲ့ဟာလုံးဝမခံယူနေတော့ဟုတ်ကဲ့အပြစ်ကတော့ရှိပြီဘာဖြစ်လို့လဲဆိုတော့ဒါဝတ်တဲ့ယူနီဖောင်းဒီပြည်သူလူလူဆင်တဲ့ယူနီဖောင်းပဲစားခဲ့တော့ထမင်းနေတယ်ပြည်သူကျွေးတော့ ထမင်းပဲအဲ့ဒီထမင်းစားပြီးတော့ပြည်သူလူထုကိုနှိပ်စက်တဲ့အဖွဲ့အစည်းထဲမှာဝင်ပြီးတော့ပြန်ပြီးတော့မှတာဝန်ထမ်းဆောင်နေတဲ့ဟာကတော့ကျွန်တော်တို့ဒါအပြစ်ရှိတယ်လို့ပြောရမှာပေါ့အဲ့တော့ပါစာတွေတောက်လျှောက်အခုတော့အပတ်စဉ်ခွန်ပါတယ်အပတ်စဉ်73ပါတယ်ပေါ့73ပါတယ်အဲ့ဒီထဲမှာတော်တော်များများကဒါပြည်သူစစ်မှုထမ်းနေကြီးပဲတောက်လျှောက်ဖြစ်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့လဲဒါကျွန်တော်တို့လဲရှောင်မာရှောင်မာနဲ့ရှောင်ခိုင်းနေတဲ့ဟာလဲတော်တော်ကြာခဲ့ပြီပေါ့နော်အဲ့တော့ဆိုလိုချင်တာကတော့ နိုင်ရီကန်ကိုအတင်းတက်မှနှမနဲ့အတင်းလိုက်ပြီးတော့မှချစ်ကောင်စီကအတင်းတက်ထိုးနေရဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲလုပ်ဖို့ပြောထားတဲ့မျိုးတွေမှာအမ်းမျိုးပါနေတယ်ဟုတ်အမ်းကိုမရရအောင်သူ့မှာအိမ်မက်ကြီးတစ်ခုပေါ့နော်အိမ်မက်ကြီးမဲ့နေတယ်၁၇လပိုင်း၁လကျန်သေးတယ်ပေါ့နော်အဲ၁၂လပိုင်း၂၈ရက်နေမှာဆိုတော့ဒါပေါင်းလိုက်မယ်ဆိုရင်၁၀လပိုင်း၁၇လပိုင်း၁၂လပိုင်းရဲ့ဟိုနှစ်ပတ်လောက်ပေါ့နော်ရှေ့နှစ်ပတ်လောက်ပေါ့အဲ့တော့အခုဒီဟိုဟာဆိုလို့ရှိရင်လည်းဒီတိုင်းပဲကြောက်မဲဆိုရင်လည်းဒီတိုင်းပဲ तू က ရပြီဆိုတော့လေ तू ချက်ချင်းဒီဟိုပါလဲဌာနဆိုင်ရာတွေချက်ချင်းအဲ့ဒီထဲကိုပြန်ပြီးတော့မှဝင်ခိုင်းတာရဲတွေထွေအုပ်တွေဘာတွေအကုန်လုံးချက်ချင်းပြန်ဝင်ခိုင်းပြီးတော့မှ तू ချက်ချင်းမျိုးကြီးကိုအဲအေဂျင်ဝါပါရယ်ဆိုပုံစံမျိုးလုပ်ပြီးတော့မှရေကောက်ပွဲတွေတဲတော့မှာပေါ့နော်ဒါကြောင့်မလို့ဒါတို့ဟိုအိမ်မက်မထားရဲ့အထဲမှာအမ်းပါနေတဲ့အတွက်မရမကအင်အားအလုံးရင်းနဲ့ထိုးနေတယ်ဆိုတဲ့ဟာလေးကိုဒါပြောချင်တာပေါ့နော်ဟုတ်အဲ့ဒီမှာခုနဟို တမ္ပ69ကလည်းဘုံကလည်းဒီနေ့ရက်ကမှပြုတ်ပြုတ်ပြုံးတော့မဲ့အနေထားပေါ့နော်အဲ့ဒါကမှစကခဆက်ခွန်ဆိုဒါတောင်ကြီးကမိတ်ဆွေတယောက်ကပြောတာပေါ့ဆရာကြီးရဲ့ဟိုအိုက်ဘက်ခုနဟိုပေါ့ဒီငါဖဲဘက်ကိုထွက်သွားတဲ့အချိန်မှာတောင်ကြီးမျိုးပေါ်ကနေပြီးတော့ဒီကောင်လေးမြန်မာကြီးတကားကားနဲ့ပေါ့အခုကျတော့ထွက်ပြေးနေရပြီပေါ့လေအတောင်ကြီးကအတိမိတ်ဆွေတယောက်ပြောပြလို့တည်ရတာပေါ့ဟုတ် အဲနောက်တစ်ခုကကျွန်တော်တို့စက်တင်ဘာလအတွင်းထဲမှာပဲဒါဟိုဟာဘိုကြီးတဦးဥပါဝင်ဟုတ်ဒါဟိုဟာပေါ့လင်းဝင်လာတာဆိုရင်60နဲ့မှ8ဦးပေါ့နော်အဲ့ဒီလင်းဝင်လာတဲ့60ဦး8ဦးထဲမှာဆို18ဦးကဒါလက်နက်တွေယူဆောင်ပြီးလင်းဝင်လာတယ်ပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ MA1 ကတော့စက်တလက် MA3 ကတော့ကျွန်တော်တို့4လက်ပေါ့နော်လက်ပြပုံ3လုံးအဲနောက်တစ်ခုကနင်းမိုင်းတို့ကြည်မျိုးစုံ960တောက် နဲ့ဒါအလင်းဝင်လာတာကိုသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါတော့ကျွန်တော်တို့ဒါတရက်ကိုနှစ်ယောက်နှုံးလို့ပြောလို့ရတယ်ဗောနော်တရက်ကိုနှစ်ယောက်နှုံးဆိုတာကဒါကျွန်တော်တို့အလင်းဝင်ပဲရှိပါသေးတယ်ဆောနာဖမ်းမိတဲ့28ဦးလို့ဘာတို့တွေတိတ်ဆုံးတာတော့ဘာတွေဟိုဟိုဖြစ်တာတွေထက်မတွေ့သေးဘူးဗောနော်ဒါပေမဲ့ဒီလောက်ထိကျွန်တော်တို့ကပြုံးတီးအောင် လှုပ်ဆောင်နိုင်နေနိုင်ပေမဲ့လေကျွန်တော်အစားပိုင်းမှာပြောခဲ့လို့ပဲစစ်ကောင်စီကအင်အားကတော့ဖြည့်နေမြဲပဲစစ်ကောင်စီအင်အားဘယ်ရရလဲခမားတို့ပြည်သူလူထုစီကရတယ်ခမားတို့ပြည်သူလူထုကဘယံနေဘလို့ဖြစ်လဲဆိုရင်နှစ်တီးကြကိုယ့်ရဲ့တားရတနာတွေကိုစစ်ကောင်စီတွေအလိုမတူဘဲနဲ့ထဲလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီကနေတဆင့်တခါသုံးပန်းဖြစ်ပြန်တေးပြန်အလင်းဝင်ရပြန် ဒီလိုမျိုးတွေဖြစ်နေမဲ့အစားပေါ့နော်ကျွန်တော်တို့ကဒါတရက်ကိုနှစ်ယောက်နှုံးဆိုတာကဒါနဲတယ်လို့တော့ပြောလို့ရပါသေးတယ်ဒီတဲ့များများဒါပြည်သူဘက်ကိုကူပြောင်းပြီးတော့မှအလင်းဝင်စေခြင်းတယ်ပေါ့နော်အလင်းဝင်စေခြင်းတယ်ကျွန်တော်လည်းပြောရတဲ့အချိန်ပေါင်းလည်းမနေတော့ဘူးထတ်တောင်ထတ်နေပြီလို့ပြောချင်တာပေါ့နော်ဟုတ်တကယ်တမ်းကဆော့ဆော့ဆီးဆီးအလင်းဝင်လာမယ်ဆိုရင်ကျွန်တော်တိုက်စီရတော့မလို့တော့ဘူးပေါ့နော်အဲနောက်တစ်ခုကတော့ဒါဝမ်းသာစရာတည်င်းပါပဲကျွန်တော်တို့ဒါဟိုကချင်ပြည်နယ်ပမော်မြို့တိတ်တိုက်ပွဲမှာ အကေအေနဲ့ပူပေါင်းအဖွဲ့တွေရတယ်ဒီမှာခုနကနောက်ပြန်ဆုတ်လိုက်ရတဲ့ဟိုပါပေါ့စစ်စခန်းတွေပေါ့နော်စစ်စခန်းတွေကိုကျွန်တော်တို့အော်တိုဘာလတရက်နေ့ညနေပိုင်းမှာပဲဒီစစ်စခန်းတွေကို KIA နဲ့ပူပေါင်းအဖွဲ့တွေကပြန်လဲတိုက်ခိုက်သိမ်းပိုက်နိုင်တယ်အဲ့ဒီမှာဆိုတာစစ်ကောင်စီဘက်ကအယောက်90ကျော်တေဆုံးပြီးတော်တော်များများကတော့ခုနဟိုအပြင်းထန်တန်ရာရတဲ့ဆိုတဲ့သတင်းလဲတော့တွေ့တာပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ပရမပိုင်းမှာဒါစစ်ကောင်စီကကျွန်တော်တို့ KIA တပ်ဖွဲ့တွေကိုအပြင်းထန်လိုက်ပြီးတော့တိုက်ခိုက်တဲ့အတွက်ပြန်ပြီးတော့ဆုတ်ပေးလိုက်တဲ့စခန်းတွေပေါ့နော်အဲ့ဒီမှာကျွန်တော်စခန်းခေါ်ဆို၃မိုင်စခန်းပေါ့နော်၃မိုင်စခန်းရဲ့နောက်တစ်ခုကကျွန်တော်တို့ဒါရှေးပီတာပေါ့နော်ရှေးပီတာရဲ့နောက်တစ်ခုကဒါ KBC ဖျားပေါ့နော်အဒီဖျားခုံးတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှ KIA ကပြန်ပြီးတော့ကျွန်တော်တို့တိမ့်ပိုက်ပြီးတော့မှစစ်ကောင်စီကိုနောက်ပြန်ဆုတ်အောင်လို့ဒါတဖန်ပြန်ပြီးတော့မှ ထိုးစစ်ပြန်ပြီးတော့ဆင်နွှဲနိုင်တဲ့အနေအထားမျိုးရှိပြီပေါ့နော်ရှိတဲ့ခါကျတော့အခုလက်ရှိလည်းအပြင်းထန်ဖြစ်နေ တုံးမှာပဲပေါ့နော်သူတို့ဘက်ကဒါပြောလာတဲ့သတင်းစကားအရပေါ့နော်အပြင်းထန်ကျွန်တော်တို့ချနေတုံးမယ်တဲ့ရှေ့ကိုတော့ဆက်ပြီးတော့မှတိုးနိုင်ဖို့တွေပေါ့နော်ဆက်ပြီးတိုးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ပြန်ပေးလိုက်ရတဲ့ဒါစစ်ကောင်စီရဲ့တရင်တွေပေါ့နော်ဒီတရင်တွေပြန်ယူပြီးတော့မှနောက်ဆုံးမှကျွန်တော်တို့ဒါဘောမောမှာအပိသက်ချိန်မောရမယ်ဒါစာကက27ပေါ့နော်စာက27ဆိုရယ်တမဌာနချုပ်ကိုလည်းဒါကျွန်တော်တို့ဆက်ပြီးတော့မှတိုက်ခိုက် တိမ်ပိုက်ဖို့တွေဒါ KNG ကတော့အားယူပြီးတော့မှဒါနေနေတူကအလွတ်လွတ်နေတယ်လို့ပြောကျင်တာပေါ့နော်အဲ့တော့ KNG လက်ထက်ကိုဒီစက21ကိုအဲမမကြအောင်ပေါ့နော်မကြအောင်ခုခံတိုက်ခိုင်းနိုင်တဲ့ဒါစက21စကခမှုပေါ့နော်စကမှုဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါကျွန်တော်တို့ဒါတိုက်မှုတွေပါလေဖြစ်သွားပြီပေါ့နော်တိုက်မှုတွေပါလေဖြစ်သွားပြီအဲ့တော့ဟိုသူတို့ကတော့ဒါ ိုစူပေးတံပေးစနစ်နဲ့ပေါ့နော်စူပေးတံပေးစနစ်နဲ့စစ်ကောင်စီကတော့ဒါကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့တွေကိုမနိုင်နိုင်အောင်တိုက်ဖို့အတွက်စူပေးတံပေးစနစ်နဲ့လက်ရှိအလုပ်လုပ်နေတယ်ဆိုတာလေးပြောချင်တာပေါ့နော်အဲ့တော့နောက်ထပ်တမမှုအစ်စ်က ညီပင်အကြောင်းမသိဘာမသိပဲနဲ့ဒါကိုယ့်ရောက်ကာယလှုပ်တဲ့အချိန်မှာပဲကျွန်တော်တို့ဒါတော်လိုင်းတက်ဖွဲ့တွေကရှေ့ကိုဒါနင်းရမယ့်အချိန်မှာစပြီးတော့မှနင်းနေပြီပေါ့နော်နောက်ထပ်လည်းဒီတက်မမှုအစ်စ်လေးရဲ့လက်ဆွမ်းကဘယ်လောက်ထိရှိလဲဆိုတော့သိရှိဖို့အတွက်ဒါစာက27ဌာနချုပ်ရှိရာတိဆက်ပြီးတော့တိုက်ဖို့ဒါ KIA ကအာယူနေတယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့နော်ဟုတ်ဟုတ်ဒါတော့ KIA ဝန်သားစီရတရင်ပေါ့။ဟိုစိတ်မကောင်းစီရတရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း။ဟုတ်။ဒါကခုနတည့်ရနယ်လေး ထိမ့်ချုပ်ထားတဲ့ကြောင်မဲမြို့ဒါစစ်ကောင်စီလက်ထဲကိုပြန်ပြီးတော့ပါသွားတယ်ဆိုတော့တတင်းလည်းတွေ့ရတယ်ဗောနော်အဲ့ဒီမှာဆိုတော့ဒါပုံဦးကခုနဒါကြောင်မဲကြသွားပြီဆိုတာတဲ့ကျွန်တော်တို့ကဟိုစိုးရင်ရတယ်ဗောနော်ဒါဒါပြင်ဦးလင်နောင်ရှိုးကြောင်မဲဒါတီဘောနောင်မွန်လာရှိုးဗောအဲ့အဲ့ဒီလမ်းရဲ့နောက်တစ်ခုကကျွန်တော်တို့တောင်ကြီးကနေမှတက်တဲ့အဲတောင်ကြီးခိုလံမိုင်းရဲ့တန်ရန်တီဘောဆိုတော့စစ်ကောင်စီအနေနဲ့အခုကြောင်မဲကြသွားပြီဆိုတော့ ပြန်ดูပေါ့เนาะတယန်းဘက်ကလာမဲ့လမ်းကြောင်းတစ်ခုနဲ့ကြောင်မဲ့ဘက်ကနေပြီးတော့လာမဲ့စစ်ကြောင်းတစ်ခုဆိုရင်ဒါတိဘောကလည်းတိတ်ပြီအခြေအနေမကောင်းတော့ဘူးလို့ဒါကျွန်တော်ကတော့မှန်းကြည့်တာပေါ့ဟုတ်ကဲ့ဒါတိဘောအခြေအနေကတော့ဒါ DNA တွေကဘယ်လိုဆက်ပြီးတော့မှစစ်ကစားအောင်မလဲဆိုတော့ကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်လို့တော့ပြောချင်တာပေါ့เนาะအဲ့တော့စစ်ကောင်စီကကျွန်တော်တို့ဒါကြောင်မဲကိုရသွားပြီးတဲ့နောက်မှာကျွန်တော်တို့ဟိုဘက်က အဲဒါမိုးကိုဖက်ကိုလည်းသူကတလန်းကနေဆင်းလို့ရသေးတယ်ဗောနော်ဒါမိုးကိုဖက်ကိုပဲဒါအာပြုတ်ပြီးတော့သွားမလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အရင်တည်းကပြောခဲ့သလိုပဲဗောနော်ရွေးကောက်ပွဲလုံးမဲ့မျိုးတဲမှာကြောင်းမဲနဲ့တီဘောထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တီဘောကိုဒါပထမပလန်မမီနေအောင်ပဲရွေးကောက်ပွဲပထမပိုင်းမမီနေအောင်ပဲဒုတိယပိုင်းထဲမှာထည့်ပြီးတော့မှရွေးကောက်ပွဲလုံးဖို့အတွက်အတင်းထိုးပြီးတော့မှ စစ်ကစားမလားပေါ့နော်ဒါတီဘောတစ်မျိုးတည်းမှာပဲ TNN နေအနေနဲ့ကဒါအပြင်းထန်ခုခံရမယ်အနေထားမျိုးပေါ့နော်အခုပုံစံအရဆိုရင်တော့ကျွန်တော်တို့နောင်ချိုရောဒါကြောက်မရောဒါမခံနိုင်ပဲနဲ့ကျွန်တော်တို့ဒါဒါကလည်းအစ်စ်ရဲ့သဘောတရားအရာတိုက်နေရတဲ့လူတွေလည်းကိုချင်းစားပါတယ်ပေါ့နော်သူတို့တွေလည်းဒါဘလို့မှအခြေအနေမပေးတော့တဲ့အတွက်သာလျှင်နောက်ဆုတ်လိုက်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့တီဘောကမြန်ထပ်ပြီးတော့နောက်ဆုတ်ရအောင်မလားဒါမှမဟုတ်လို့ရှင်လဲတောင်းခံထားပြီးတော့မှ ရှေ့ကသိန်းခန္ဓာရတဲ့ကြောင်းမဲတို့နောင်ချိုတို့ပါပြန်ပြီးတော့မှအဲပြန်လှန်လာနိုင်မလားပေါ့နော်အလီယာလေးလေးကျွန်တော်တို့ဒါ DNA နေဘက်နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားစရာစောင့်ကြည့်ရမယ်လို့ပြောချင်တာပေါ့နော်အဲ့တော့စေကောင်စီကတော့ကျွန်တော်ပထမဆုံးကပြောခဲ့လို့ပဲចောင်းမဲကိုရပြီဆိုတာနဲ့ချက်ချင်းသူ့ရဲ့အုပ်ချုပ်ရေးရန်နေရာတွေသူ့ရဲ့လေပတ်ရမယ်လူတွေကိုချက်ချင်းထည့်ပြီးတော့မှမျိုးကြီးအေးအေးဆေးဆေးဖြစ်နေတယ်ဆိုတော့ပုံစံမျိုးလုပ်ပြီးတော့မှကျွန်တော်တို့ဒါရေကောက်ပွဲအတွက် ပြင်ဆင်နေတယ်လို့တော့ကြားရတယ်ပေါ့နော်ရေကောက်ပွဲလုပ်ဖို့အတွက်ဒါကြောင်မဲမှာတော့ရေကောက်ပွဲလုပ်နိုင်ဖို့တည်ချာသွားပြီကျွန်တော်တို့တီဘောမှာတည်ချာမတည်ချာဆိုတာတော့စစ်ကောင်စီနဲ့ကျွန်တော်တို့ DNN ကြီးအပေါ်မှာမူတည်နေတယ်ဆိုတာလေးပြောချင်တာပေါ့နော်ဟုတ်ဟုတ်ဒါအခုအနာပိမှုဖြစ်စဉ်နောက်ပိုင်းမှာဆိုရင်ဒါမြန်မာတိုင်းငံလုံးတိုက်တာနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာရေးဘော်တွေရောဒေါ်လာပြည်သူတွေရောတော်တော်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဒီပြည်နယ်တစ်ခုကတော့ဟုတ် နောက်တစ်ခုကတော့ကျွန်တော်တို့ရွှေဘူပေါ့နော်ရွှေဘူဖုံးချောင်းတစ်ချောင်းကို PDF ကပြစ်တယ်ဆိုပြီးတော့ဒါတာမဏိကိုရင်၃ပါးပြန်လွန်တော်မူသွားတယ်အဲ၈ပါးတော့ထိခိုက်ဒဏ်ရာရတယ်ဆိုပြီးတော့11 media ကနေဒီမှာခုနဝါရဖြန့်ထားတဲ့ဟောပေါ့တင်းပေါ့နော်တချို့ကျတော့လေဒီကျွန်တော်တို့ဘက်ကတော့ခုနစစ်တပ်ကပြစ်တဲ့လက်နက်ကြီးကြောင့်ဒါကိုရင်တုံးမပြန်လွန်တော်မူတယ်ဆိုရဲဥစ္စာကိုလည်းသွားတိရတာပေါ့နော်ဟုတ်အဲ့တော့ဒါကျွန်တော်နေမီကန်နေရဲ့ ြည်သူလူထုရဲ့ပြောပြချက်အရာကတော့ဒါချစ်ကောင်စီကနေပြစ်လိုက်တယ်လက်နဲ့ကြီးပဲဖြစ်တယ်ဗောနော်ကျွန်တော်တို့ကတေချာဘောက်ကတော့ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့ကဒီနေရာမှာချစ်ကောင်စီရှိရဲဆိုတာတိတိကျကျတိမှဒီနေ့ညဝင်အိပ်ပြီးတော့မနဲ့ထွက်သွားတဲ့ဟာကိုမနဲ့ကြမှာကျွန်တော်တို့ပြစ်စရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအနားမှာကျွန်တော်တို့တော်လှန်ရေးကိုအားပေးနေတဲ့ပြည်သူလူထုရှိတယ်ပြည်သူလူထုကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့မေးမယ်ရှိသေးလားတေချာလား အလုပ်လုပ်လို့ရလားဆိုတဲ့ဟာကိုတေချာပေါ့မေးပြီးတော့မှဒါကျွန်တော်တို့မနေ့ကအင်တာဗျူးမှာလည်းပါတယ်ပေါ့နော်ဒါဟိုကိုတိန်နိုင်တို့ပြောခဲ့တဲ့အထဲမှာလည်းပြည်သူကတို့ကလည်းဒီကိစ္စကိုလုတ်ကိုလုံးရမယ်ဆိုတော့တာဝန်တို့မှာတော်လိုင်းတက်ဖွဲ့မှာတာဝန်ရှိရဆိုတော့တို့ကလည်းသိတယ်ပြည်သူလူထုကလည်းတောင်းဆိုလာတယ် စစ်မှုတန်းကြီးလာကောက်နေတဲ့ကောင်းကြီးကိုလှုပ်ပေးပါတမပေးပါလှုပ်ပေးပါဆိုတော့တောင်းဆိုလာတယ်ပေါ့နော်အဲ့ဒီခါကျကိုကလည်းလှုပ်ရှင်လာနေပြည်သူကလည်းတောင်းဆိုလာနေတွားပြီးတော့ကိုင်းညီတဲ့ခါကျတော့တခါလေးတွားပြီးတော့မှသူတို့လမ်းကနေကြားပြတ်ပြီးတော့မှတိုက်ခိုက်လိုက်တယ်ဆိုတော့ပုံစံမျိုးပဲကျွန်တော်တို့ပြည်သူလူထုရှိပါတယ်အဲ့တော့ပြည်သူလူထုရှိရဖြစ်တယ်ပြည်သူကတော့ကျွန်တော်တို့ဒါဒီဖုံးကြောင်းကိုပြစ်တာဒီစစ်တပ်ကပြစ်တဲ့လက်နက်ကြီးပါဆိုတဲ့ဟာတော့ပြည်သူကတော့လုံးဝအတိအကျပြောထားပြီးသားပေါ့နော်ဒါကို သူတို့ဘုံကြီးတွေပါလေဒါကိုရင်လေးတွေပြန်တော်တော်မူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီကဝါဒဖျက်ညင်တဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ PDF တွေ short light ဒုံးနဲ့ပြစ်လို့ဒါဟိုတာမဏေတွေပြန်လွန်တော်မူသွားပြန်လွန်တော်မူသွားတယ်ဆိုတော့ပုံစံမျိုးကျွန်တော်တို့ဝါဒဖျက်ရေးသားလိုက်အဲ့တော့မီးရှို့ရင်လည်း PDF ကရှို့တယ်ဟိုလူသေးွားပြန်ရင်လည်း PDF ကလုတ်တယ် ဟိုမှာလေရင်နဲ့ဘုံကျဲပြီးွားလို့ရှိရင်လေလိုလက်လုံးဘုံဆန်းရင်းနဲ့ क्वे တယ်တို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့နေရတကာ PDF ပဲဟိုဟွာဖြစ်နေတာဗောနော်အများအမ်းထိုးချနေတာဗောနော်အဲ့တော့ပြောချင်တာကတော့ရှေ့ကောင်စီကောင်နေပြောချင်တာကတော့မင်းတို့အိမ်ရကလေးတွေလည်းပြန်ကြည့်အောင်လို့ PDF ရုပ်တွေထွက်နေလားမသိဘူးလို့အရာရာပဲ PDF PDF အရာရာပဲ PDF ဆိုပြီးတော့ပြောချင်နေတာဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီချွေဘိုဘက်က ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုရဲ့ပြောပြချက်အရာကတော့ကျွန်တော်တို့ဒါချစ်ကောင်စီရဲ့ပြစ်တဲ့လက်နက်ကြီးပဲဖြစ်တယ်ဆိုတာလေးပြောချင်တာပါဟုတ်ဟုတ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့မကွေးတိုင်းစစ်ထဏနာချုပ်ပေါ့နော်ဒါအမှတ်ခွန်အထူးလှုပ်ရှားတဲ့ဟိုအခြေခံစစ်ပညာသင်တန်းပတ်စဉ်1ဆင်းတာပေါ့အဲ့ဒီဗီဒီယိုဖိုင်မှာဆိုလဲဒါပုံကတော်လိုင်းရေးရဲပေါ်တွေပေါ့နော်ဒါဟိုဘယ်လိုပြောရမလဲအပတ်စဉ်1ဆိုတက်သားတဲ့ပေါ့နော်ကျွန်တော်တို့ဘက်က PDF တက်သားတဲ့ပဲပြောရမှာပေါ့ သူတို့ရဲ့ verify နေကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့စက်တကထုတ်ထားတဲ့ကျွန်တော်တို့ ME1 တနတ်တွေအားလုံးကတနန်းသားတွေကိုအကုန်လုံးပြန်ကြည့်လိုက်တော့တနတ်တွေကစက်တကတနတ်တွေကြီးပဲတွားတွေ့ရတာပေါ့ဒါတော့တော်တော်လေးပျော်ပျော်ရွှင်ရွှင်နဲ့တနန်းဆင်းလာတာကိုတွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါအခု video file လေးကျွန်တော်တို့ပြသပေးမယ်ပေါ့နော် video file လေးပြသပေးမယ်သူတို့တွေခြင်ထားတဲ့လက်နက်တွေနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်နောက်ဆုံးမှဒီ video file လေး ်ထည့်ပေးမယ်ပေါ့နော်ဒီ video file လေးကျွန်တော်ပြောပြီးသွားလို့ရှိရင်ဒီ video file လေးကိုကြည့်ရှုခံစားပေးပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ video file နဲ့ပတ်သက်ပြီးတော့သုံးသပ်ချင်တာကအဲ့ဒီမှာကင်ထားသမျှလက်နက်တွေအကုန်လုံးကကျွန်တော်ထင်ရတာပါမင်းတို့တော်လန်ကြီးကတနတ်တော်မွေတော့ဦးတာကွာလို့တော့သွားပြီးတော့မှတွေးမိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်အရန်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်တယ်ပေါ့နော်ငကြင်းစီနဲ့ငကြင်းကြော်ရမယ်ကျွန်တော်မြင်ကွင်းတစ်ခုဖြစ်တယ်ကျွန်တော်တို့ PDF တက်ဖွဲ့တွေရဲ့လက်ထဲမှာဟိုဟိုတစ်ခါတော့ဆိုတော့မန္တလေး PDF ကကျွန်တော်တို့ဒါအတင်းနှန်းစင်းပွဲတစ်ခုလောက်တာမှဆိုလို့ရှိရင်ကျွန်တော်တို့ MA MACD တွေနဲ့ကြီးပဲ깟ပြီးတော့မှဒါစီးပြအခမ်းအနားကိုဒီလိုမျိုးလောက်သွားတာပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းအခုမကွေးတိုင်းစစ်ဌာနချုပ်ကပေါ့နော်ဒါအမှတ်ခွန်အထူးလှူရှာတည်ရင်အပစင်တရဲ့တင်နှန်းစင်းဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့မှလည်းဒါသူတို့ဒါတင်တဲ့ဟိုပါပေါ့တည်ရင်ဖွဲ့တာနှစ်နှစ်ပြည့်တဲ့ အတူတူတပေါင်းနဲ့လောက်တာဗောနော်တပေါင်းနဲ့လောက်တဲ့အခါမှာဒီကင်နာတဲ့လက်နဲ့တွေကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကဟိုတချို့ရှားပါသောနေရာတွေပဲဗောနော်ရှားပါသောနေရာတွေပဲကျွန်တော်တို့လက်နဲ့တွေခင်းရန်နေစူဆောင်းရတာတကယ်ကျွန်တော်တို့တိုက်ပွဲဝင်ပြီးတော့မှတကယ်ရခဲ့တဲ့အဓိကတော့ဆိုလိုချင်တာတော့မြောက်ပိုင်း၃ဘွယ်နဲ့ဆက်ဆက်နေတဲ့အဖွဲတွေပေါ့ဗျာမြောက်ပိုင်း၃ဘွယ်နဲ့ဆက်ဆက်နေတဲ့အဖွဲကတော့တကယ်ကိုလက်လက်ခင်းရန်ပြည့်ပြည့်စုံစုံနဲ့ကျွန်တော်တို့ဒါဟို ဘယ်လိုပြောရမလဲဆိုတော့စစ်ကောင်စီကိုတိုက်ခိုက်နေနိုင်ပြီလို့ပြောလို့ရတာဗောနော်အဲ့တော့လက်နက်ကြီးတို့ကျွန်တော်တို့ drone တို့ကတော့ထပ်မံ low access ဖြစ်တယ်ဗောနော်ဒါလက်နက်ငယ်နဲ့ပတ်သက်လို့ဒါငချင်းစီနဲ့ငချင်းကြော်နိုင်တော့ဒါအာရဘွယ်ဟာမြင်ကွင်းလေးကိုဒါကြီးရင်လည်းကျွန်တော်တို့ရဲ့ဒါနေ့စဉ်သတင်းတင်ဆက်မှုဇာကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်